Idea Story Knowledge and Entertainment Channel မှာ ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကတော့ကြောကတ်ကိုအတန်တိတ်အနေပေးနေတဲ့ဖြစ်စုစေးတွေအကြောင်းကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဖြစ်စုစာတစ်ခုခုမစတင်မီမတော်တော့မီမှာပေါ့နော် တွေးတိုးတို့စီဂျိုတို့မိသားစုကြောက်ကက်ရာဇဝင်ရှိခဲ့မယ်ဆိုလို့ရှင်เนาะဆီယံဝင်နဲ့အရင်တိုင်ပဲမှာဒီကြောက်ကက်ကြမ်းမာနေစေဖို့ဆိုလို့ရှင်ရေဓာတ်ပြည့်ဝနေစေဖို့ဆိုဒီယံနေတဲ့အစားအစာတွေနဲ့ပြည့်ပြင်ထားတဲ့အစားအစာတွေကိုညညမြတ်သားစွာစားသုံးပေးဖို့လည်းလိုအပ်မှာပဲဖြစ်ပါတယ်။ရှောင်းကျင်နာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်။စီဂျိုယောဂနဲ့တွေးတိုးယောဂလိုအခြေအနေတွေရှိခဲ့မယ်ဆိုလို့ရှင်လူနေမှုပုံစံပြောင်းလဲခြင်းဖြင့်စီမံခန့်ခွဲပြီးတော့လှုပ်ဆောင်ပါ ကျွန်တော်တို့ကြောက်ကပ်ကိုအတန်တိတ်ဒုက္ခပေးနေတယ်လူသုံးများတဲ့ဖြစ်စုစဉ်ခုနှစ်မျိုးရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ဆက်လက်ကြည့်ကြရအောင်နံပါတ်၁ကဗီတာမင် C ဖြစ်ပါတယ်ဗီတာမင် C ဟာကျန်းမာရေးအတွက်အရေးကြီးတယ်ကိုယ်ခံစွမ်းနဲ့ကော်လာဂျင်ထုတ်လုပ်မှုအတွက်မရှိမဖြစ်လိုအပ်ပေမဲ့တနည်းလျင်2000မီလီဂရမ်ထက်ပိုပြီးတော့အလွန်ကျွံတောက်သုံးမိမယ်ဆိုလို့ရှိရင်တော့ကြောက်ကပ်ကြောက်တဲ့ခြင်းကိုဖြစ်စေနိုင်ပါတယ်ဗီတာမင် C ပမာဏအများကြီးကအောက်ဆီလိတ်ခရစ်စတယ်တွေဖြစ်ပေါ်စေနိုင်လို့ပဲဖြစ်ပါတယ် အောက်ဆီလေးဆိုတာကကျွန်တော်ခန္ဓာကိုယ်ကနေဆီးကနေတဆင်ဆွန့်ထုတ်တဲ့အညစ်အကြေးပစ္စည်းတွေကိုဆော်တော့ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီပုံဆောင်ခဲတွေကကြောက်ကတ်အတွင်းမှာဒီစုပုံလာနိုင်ပြီးတော့ကြောက်ကတ်ကြောက်တယ်နိုင်ခြေကိုတိုးစေနိုင်တာပဲဖြစ်ပါတယ်။ငကိုရှိပြီးသားကြောက်ကတ်ပြဿနာရှိသူတွေအနေနဲ့အထူးအန္တရာယ်ရှိနိုင်ပါတယ်။ တကယ်လို့ကိုခန်းစနစ်ကိုဘေးကင်းစွာထောက်ပံ့ပေးနိုင်ဖို့ဆိုလို့ရှင်เนาะဒီစစ်ထွက်အသင်းတွေဖြစ်တဲ့လေမော်သီးတို့စတော်ဘယ်ရီတို့တမယာသီးတို့စတဲ့အသီးတွေရာနဲ့ရယူခြင်းကဒီပမာဏများတဲ့ဗီတာမင် C ကိုဖြစ်စွတ်ဆေးဝါးတွေရာနဲ့တောက်သုံးခြင်းရာနဲ့ရယူခြင်းထက်ပိုပြီးတော့ဘေးကင်းပါတယ်။နံပါတ်2ကတော့ကယ်ဆီယမ်ဖြစ်ပါတယ်။ကျွန်တော်တို့ကယ်ဆီယမ်ဖြစ်စွတ်ဆေးဝါးတွေရာကြောက်ကြောက်တဲ့နိုင်ခြေကိုတုံးမြင့်စေနိုင်ပါတယ်။ ်ခေစီယန်ကကျွန်တော်တို့သိတဲ့အတိုင်းမှာပဲအယိုးတွေကိုတာမာစေဖို့ကူညီပေးတယ်ဆိုပေမဲ့အစားအစာကနေရရှိတာမဟုတ်ဘဲနဲ့ဖြစ်စုစေဝါတွေကိုတောက်သွမှုများလို့နေမယ်ဆိုလို့ရှိရင်တော့ကြောက်ကကြောက်တဲ့နိုင်ခြေကိုပို့ပြီးတော့မြင့်တက်စေနိုင်မှာပဲဖြစ်ပါတယ်။အဲဒီတော့အစားတောက်ကနေခေစီယန်ရရှိခြင်းဟာဒီဆေးတောက်ခြင်းထက်ကြောက်ကကြမ်းမာရေးအတွက်ပို့ပြီးတော့လုံခြုံစေချရစေပါတယ်။အဲလို ဖြစ်စုစာရရနဲ့ခေစီယံအပေါ်များခြင်းကသွေးထဲမှာခေစီယံမမာနမြန်မာလာပြီးတော့ကြောကန်နဲ့သွေးကြောတွေတင်းမာလာစေလိုပဲဖြစ်ပါတယ်အဲ့ဒီစာကျွန်တော်တို့ဒီဆေးဝါးတွေကိုပေါ့နော်ဒီလွန်ကျော်တော်တော်မဲ့အစာပေါ့နော်ကျွန်တော်တို့အတွက်ဘေးကင်းတဲ့ဒီအစာအစာတွေအနေဖြစ်တဲ့နှုတ်ထွက်ပစ္စည်းတွေအရွက်စင်းစင်းတွေနဲ့အာဟာရပြည့်တဲ့အစာအစာတွေအနေ KCN ကိုရယူတာကတော့ကျွန်တော်တို့ကျန်းမာရေးအတွက်အညီညွတ်ဆုံးနဲ့အကောင်းဆုံးပဲဖြစ်ပါတယ်။နံပါတ်3ကတော့ပိုတက်ဆီယမ်ပဲဖြစ်ပါတယ်။ ျွန်တော်တို့ပိုတက်ဆီယမ်ဖြည့်စွက်ဆွေးဝါးတွေကအနေရှိနိုင်ပါတယ်။မအောင်လဲဆိုတော့နာတာရှည်ကြောက်ကက်ယောဂါပေါ့နော် CKD ရှိသူတွေမှာပိုတက်ဆီယမ်ပမာဏကိုမျှတအောင်ထိန်းဖို့အလွန်ကိုအခက်အခဲရှိလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒီဖြည့်စုစာတွေကနည်းပိုတက်ဆီယမ်များလို့မယ်ဆိုလို့ရှိရင်တော့နှလုံးခုန်လုံးပြဿနာတွေနှလုံးဖောက်ခြင်းတွေကိုပင် ဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။ဒီလိုနာတာရှည်ကြောက်ကယောဂါခြင်းနဲ့မယ်ဆိုလို့ရှိရင်တော့ဆီယံဝင်ညွှန်ကြားချက်မရှိဘဲနဲ့ပိုတက်ဆီယမ်ဖြည့်စုဆေးဝါးတွေတောက်သုံးခြင်းကိုရှောင်ကျဉ်ရမှာပါ။ပြီးတော့ကျွန်တော်တို့ဒီအစားအစာကနည်းဖြစ်တဲ့ငပြောသီးတို့ထောပတ်သီးတို့ပေါ့နော်။အာလူအပါဝင်ပိုတက်ဆီယမ်ကျွဲဝါးတဲ့အစားအစာတွေစားသုံးပေးခြင်းဖြင့်လည်း ပိုတက်ဆီယမ်ပမာဏကိုဖြည့်ဆွနိုင်ပါတယ်ဒီပိုတက်ဆီယမ်ပမာဏကိုစီမံခံခွဲဖို့လိုအပ်မယ်ဆိုလို့ရှိရင်တော့ဖြည့်ဆွဆေးတွေကိုအားကိုးမဲ့အစားကြောက်ကန်းနဲ့လိုက်ဖက်တဲ့စားသောက်မှုအစီအစဉ်ကိုလှုပ်ဆောင်ခြင်းကအကောင်းဆုံးပဲဖြစ်ပါတယ်နံပါတ်၄ချက်ကတော့ပရိုတင်းတက်ဖြည့်ဆွဆွေးဝါးတွေပဲဖြစ်ပါတယ်ကျွန်တော်ဒီပရိုတင်းကိုအမှုန့်နေနဲ့လဲလာပါတယ်ကျွန်တော်တို့ပရိုတင်းတက်ဖြည့်သွင်းခြင်းကလူတွေကိုအကျိုးပြုနိုင်တယ်ဆိုပေမဲ့ခန္ဓာကိုယ်ကိုလည်းဖြည့်ဆည်းမှုတွေဖြစ်စေနိုင်ပါတယ် ပရိုဂျင်တက်ဖြစ်သွင်းခြင်းကအသွားနှစ်ဖက်နဲ့ဒါလိုပါပဲဒီပရိုဂျင်တက်ဖြစ်စုစာတွေကကြံ့ခိုင်မှုတွေလှုပ်ဆောင်နေတဲ့သူတွေဂျင်းကစားတဲ့သူတွေအနေနဲ့အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုပေမဲ့အလွန်ကျွံစားသုံးခြင်းကကြောက်ကပ်ကိုပိုပြီးဝင်ပိုးစေနိုင်ပါတယ်မြန်မာရဲ့ပရိုဂျင်တက်ကကြောက်ကပ်မှာပိုရှင်နေတဲ့နိုက်ထရိုဂျင်ကိုဆွန့်ထုတ်ဖို့တွန်းအားပေးပြီးတော့ကြောက်ကပ်လှုပ်ဆောင်မှုအားနည်းသူတွေကိုထိခိုက်စေနိုင်ပါတယ်တဘာဝပုံစံတွေနဲ့အစားအစာတွေရနဲ့ပရိုတင်းတက်ဖြည့်တင်းရန်နဲ့အရေးကြီးပါတယ်။အဲဒီတော့ကျွန်တော်တို့ ကြက်သားတို့ငါးတို့ဥပမျိုးမျိုးနှုတ်ထွက်ပစ္စည်းအခွန်မာသီးနဲ့အစိတ်ဆန်နဲ့ပြီးတော့ပေမျိုးစုံနဲ့ပေပိဆက်ထုတ်ကုန်နေရတဲ့ပရိုတင်းတက်ရယူတာကတော့ပရိုတင်းမုံနဲ့ပရိုတင်းဆေးဝါးတွေတောက်သုံးကျင်းထက်ပိုပြီးတော့ဘေးကင်းပြီးတော့လုံခြုံစုံပဲဖြစ်ပါတယ်နံပါတ်5ကတော့ဗီတာမင် D ပဲဖြစ်ပါတယ်ဗီတာမင် D ကကယ်လ်ဆီယမ်လိုအရိုးကြောင်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရတစ်ခုပဲဖြစ်ပါတယ် ဗီတာမင် D ကဘေကင်ဘီမျှသားတဲ့ပမာဏမှာကျွန်တော်လူခန္ဓာကိုယ်အတွက်အထောက်အကူဖြစ်နိုင်တယ်ဆိုပေမဲ့အလွန်ကျွံစားသုံးမိမယ်အလွန်ကျွံတောက်သုံးမိမယ်ဆိုလို့ရှိရင်တော့ကြောက်ကကြောက်တဲ့ခြင်းကိုဖြစ်စေနိုင်ပါတယ်ကြောက်ကယောဂါရှိသူတွေနေနေရတော့အယိုးကျမရဲ့ကိုထောက်ပံ့ပေးဖို့အယိုးခြုံရွံ့မှုတွေကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီအထူးပုံစံတွေနဲ့လှုပ်ဆောင်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။အဲ့ဒီပြင်ဗီတာမင် D ဖြည့်စွက်စာတွေဟာကယ်ဆီယမပမာဏမြင့်မားလာစေခြင်းနဲ့အတူဒီကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဲဒီတ िश ူတွေကိုပျက်စီးစေပြီးတော့လုံဆောင်ချက်ကိုထိခိုက်စေနိုင်ပါတယ်။ကြောက်ကက်ယောဂါရှိစုတဲ့နေနေရတော့ဖြစ်ဆုစာလိုအပ်မယ်ဆိုလို့ရှင်တော့ဆီယံဝင်ကြံပြုထားတဲ့ဆေးဝါးတွေကိုမျှဝေဖို့လိုအပ်ပါမယ်။အစားအစာတွေကနေတဆင်ရယူခြင်းနဲ့ဒူးဗီတာမင်နဲ့ထပ်မံပေါင်းစပ်ခြင်းဖြင့်အလွန်ကျွံစားတော်မှုတွေဖြစ်နိုင်လို့မို့အဲ့ဒီချက်ကိုလည်းတတိထားပြီးတော့လုံဆောင်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။ ။နံပါတ်6အချက်ကတော့အကြိုက်ခဲပျောက်ဆဲတွေနဲ့စစ်ဘက်ဝင်အပင်တွေကနေပေါ်ဆက်ထားတဲ့ညွန်းလုံဆေးဝါးတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့အကြိုက်ခဲပျောက်ဆဲတွေနဲ့ညွန်းလုံစစ်ဘက်ဝင်အပင်တွေကနေပေါ်ဆက်ထားတဲ့ရောင်ရမ်းမှုကိုစန့်ကျင်တဲ့ဆေးတွေဟာကြောက်ကပ်ကိုဒုက္ခပေးနိုင်ပါတယ်။ကျွန်တော်တည်ထားတာကနနွန်းကကြောက်ကက်ကြမာရေးတဲ့အကြံပြုထားတယ်ဆိုပေမဲ့ပမာဏများများတောက်သွမိမယ်ဆိုလို့ရှိရင်တော့ဒီအထုသဖြင့်ပေါ့နော်ကြောက်ကက်ယောဂါရှိစုတဲ့အနေနဲ့ကြောက်ကက်ပျက်စီးနိုင်ခြေကိုပိုပြီးတော့တိုးလာစေနိုင်ပါတယ်ပြီးတော့ဒီ တက်ခဲပြောက်စေးဝါးတွေဖြစ်တဲ့ ibuprofen, naproxen, paracetamol လို့ပေါ့နော်ဒီ NSN, DS လို့ခေါ်တဲ့ဒီအကဲခဲပြောက်တက်တာတွေစေးဝါးတွေဟာကြောက်ကက်စီကိုသွေးစည်စည်မှုရောချနိုင်ပြီးတော့အချိန်ကြာရန်နဲ့မျှကြောက်ကက်ရဲ့လုံဆောင်မှုကိုပိုပြီးတော့ဆိုးရစေနိုင်ပါတယ်။အဲ့တော့နာကျင်မှုတက်တာစေဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုအပ်မယ်ဆိုပါကဆီယံဝင်နဲ့ညီနိုင်တိုင်ပင်ပြီးတော့တောက်သုံးတာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်။တကယ်လို့ကိုယ့်ဘက်ကိုတောက်သုံးမယ်ဆိုလို့ရှိရင်လည်း ပမာဏငင်းငယ်နဲ့ limit ထားပြီးတော့တောက်သုံးတာကတော့ကျွန်တော်တို့ရဲ့ကြောက်ကတ်ကိုအကောင်းဆုံးဖြစ်အောင်လုံဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ။မမခွန်ချက်ကတော့ခရစ်တိုင်းဖြစ်စစာတွေပဲဖြစ်ပါတယ်။ဒီခရစ်တိုင်းတွေကကျသားတွေမှာပါဝင်တဲ့တဲ့မျိုးဖြစ်ပြီးတော့ခနာကိုကိုစွန့်ရင်နေဖြစ်လှုပ်ဆောင်ပေးတာဖြစ်ပါတယ်။လူတော်တော်များများကတော့ကြက်သားတီဆောက်ဖို့နဲ့လက်ကျင်ခံဆွမ်းဆောင်ရည်ကိုမြင့်တင်ပေးဖို့အတွက်ဖြစ်စစာဖြစ်တောက်သုံးကြရည်ဆိုပေမဲ့ဒီအထူးတစ်ဖြင့်ကတော့တောက်ကတ်ယောဂါရှိသူတွေအတွက်တောက်ကတ်ပိုပိုပြီးတော့ဖျားပိုဖြစ်စေနိုင်ပါတယ်ဒီဖြစ်စစာတွေကတောက်ကတ်ကိုတရိုက်ထိခိုက်မှုမဖြစ်ဘူးဆိုပေမဲ့ ဒီသွေးပမာဏကိုမြင့်တင်ပေးနိုင်ပြီးတော့ကြောက်ကရဲ့လုပ်ငန်းဆောင်တာတွေကိုပို့ပြီးတော့ဆွေးရသွားစေနိုင်ပါတယ်။ကြောက်ကရောဂါရှိတဲ့အကသမားတွေပြီးတော့ဒီကာယပလသမားတွေအနေနဲ့ပေါ့နော်ဒီဖြစ်စစာတွေကိုအချိန်ကြာမြင့်စွာအသုံးပြုခြင်းနဲ့ပြီးတော့တခြားသောဆေးဝါးတွေနဲ့ကဖိန်းတက်တွေပေါင်းဆက်ခြင်းဖြင့်ဆက်လက်သုံးမိနေမယ်ဆိုလို့ရှိရင်တော့ကြောက်ကပြဿနာတွေကိုပိုပြီးတော့ဖြစ်ပေါ်စေနိုင်ပါတယ်။ပြီးတော့ရေတဲ့ခန်းချောက်မှုကိုလည်းပိုပြီးတော့ဖြစ်ပေါ်စေနိုင်ပါတယ်။အဲ့ဒီအတွက်ပိုမိုဘေးကင်းတဲ့ ညနေနေကိုအသုံးပြုပြီးတော့ကြောကတ်ကျမရေးကို ဆောင်းလျှောက်တာကတော့ကျွန်တော်တို့ရဲ့လူခန္ဓာကိုယ်အတွက်အကောင်းဆုံးပဲဖြစ်ပါတယ်။ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ကျမ်းမာရေးကြောကတ်ကိုအတန်တိတ်ဒုက္ခပေးနေတဲ့လူသုံးများဆုံးဖြစ်စုစာရဲ့အကြောင်းကိုကျွန်တော်ကပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနောက်ထောင်ပြီးတော့ကြာတော့ကျမ်းမာရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ ကျွန်မရဲ့အကျိုးကျေးဇူးတစုံတရာရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျွန်မရဲ့ဘဝတူတာတွေတို့ပွားပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။